2015အထွေထွေရွေးကောက်ပွဲနီးကပ်လာချိန်မှာမြန်မာသတင်းမီဒီယာသမားတွေသတင်းရေးသားပုံတင်ဆက်ပုံနဲ့လိုအပ်ချက်တွေနဲ့ပတ်သက်လို့ February 9ရက်နေ့ကရွေးကောက်ပွဲစောင့်ကြည့်လစ်လာတဲ့လုပ်ငန်းစဉ်ကြောင်း City Star Hotel မှာရှင်းလင်းပြောဆိုခဲ့ပါတယ်မြန်မာသတင်းမီဒီယာတွေတကယ်ပဲရွေးကောက်ပွဲကိုစောင့်ကြည့်နိုင်တဲ့စွမ်းရည်တွေအဆင့်အင့်ဖြစ်နေရဲ့လားလွတ်လပ်တဲ့ရွေးကောက်ပွဲဆိုင်ရာအာရှကွန်ရဲ့ Asian Network for Free Election လို့ခေါ်တဲ့ ANFREL အဖွဲ့နဲ့မြန်မာဂျာနယ်လစ်ကွန်ရက်တို့ပူးပေါင်းပြီး ရွေးကောက်ပွဲစောင့်ကြည့်ခြင်းနဲ့အရေးချင်းမြင့်သင်တန်းတွေလုပ်နေသလိုမတူညီကွဲပြားတဲ့ institution တွေကြားထဲမှာနားလည်မှုတိစောက်ဖို့လိုအပ်ပြီးသတင်းမီဒီယာတွေကတော့ပြည်သူကိုအသိပညာပေးဖို့အဓိကလိုအပ်တဲ့အခန်းကဏ္ဍမှာရှိနေတယ်လို့ဆိုပါတယ် I will put it this way that uh, it depends from situation to situation. I think in Myanmar, Myanmar has undergone a lot of change, and uh, I think the media situation, uh, where there are lots of reports, the media is reporting And I think uh, in a transition, you have to understand that Myanmar is also in, a, in, a pro, in the process of transition, so it is still a developing process. So if you ask me in a developing process, what do I think? I think in a developing process, it is, I mean, the signs are positive and we can only hope for the best. And in so far as the other question is concerned, about how to enhance. I think yes, there has to be constant dialogue. I think dialogue is very important. Like this one, you see, is a dialogue. So between media, all these different institutions, there has to be a dialogue. The more dialogue there is, it leads to more creation of more ideas and settling whatever issues there may be, and that can make the whole process. I think. Uh, comprehensive and a very uh, let's say very good for everybody for the media as well because uh, the society and everybody in myanmar all the processes it needs the media as a medium of information right to to keep everybody informed ANFR ရဲ့အနေနဲ့ရွေးကောက်ပွဲသတင်းရေးသားနေတင်နန်းကိုနှစ်ကြိမ်လုပ်ခဲ့ပြီးသတင်းမီဒီယာသမားတွေကြားဆွေးနွေးနိုင်ဖို့အတွက်နှစ်ပတ်တစ်ကြိမ်လုပ်ဖို့ဆုံးဖြတ်ထားတဲ့အကြောင်းရွေးကောက်ပွဲကာလမှာသတင်းမီဒီယာတွေလွတ်လွတ်လပ်လပ်သတင်းရယူခွင့်နဲ့ဆက်လင်းပြီးမိဥပဒေတွေစည်းကမ်းတွေနဲ့တားမြစ်လာရင်ညှိနှိုင်းရမှာဖြစ်တယ်လို့ထောက်ပြလာသူကကိုမြင့်ကျော်ပါစာနယ်ဇင်းကောင်စီလိုအဖွဲ့အစည်းမျိုးကနေသတင်းမီဒီယာနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာ ရောင်းဝင်ဆောင်ရွက်ပေးဖို့သတင်းရယူခွင့်အခက်အခဲတွေဖြစ်လာရင်ဝင်ရောက်ညှိနှိုင်းပေးဖို့လိုအပ်ကောင်းလိုအပ်လာပါလိမ့်မယ်လို့ဆိုပါတယ်။ရွေးကောက်ပွဲသတင်းတွေရေးသားရမှာလဲမမ်းမလိုက်ပဲကျွမ်းဝဆန်နှုံးတွေနဲ့ဥရေတွေကိုနားလည်ထားဖို့လိုပြီးဘောင်းကြော်မရေးသားဖို့လိုတယ်လို့သူကပြောပါတယ်။ရွေးကောက်ပွဲကောင်ရှင်ရဲ့ဥရေနီးဥရေအဲ့ဒီဟာတွေတဲ့ဟိုတော့ကြော်လို့မရအောင်ဒါပေမဲ့အဲ့ဒီဟာတွေထဲမှာရှိတဲ့အတိုင်းလဲကျွန်တော်တို့ရဖို့လိုတယ်။ အချို့နေရာမှာအဲ့ဒီဟာတွေထဲကိုကြော်ပြီးတော့ကျွန်တော်တို့တားမြစ်ဒါမျိုးတွေလည်းဖြစ်နိုင်တယ်အဲ့ဒါမျိုးတွေကပြောရမယ်ဆိုရမယ်နောက်တစ်ခုကတော့ကောင်စီလိုမျိုးအဖွဲ့အစည်းမျိုးမီဒီယာသတင်းမီဒီယာသမားတွေနဲ့အားလုံးနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းမျိုးအဲ့လိုမျိုးကလည်းအဲ့လိုကိစ္စတွေမှာဈာဝင်ဆောင်ရွက်ပေးဖို့ပေါ့နော်ဝင်ထွက်ခွင့်တို့ဟိုမင်းမြန်ခွင့်တို့ခက်ခဲရှိတဲ့ခါမျိုးမှာအဲ့လိုဟာမျိုးမှာလည်း facility လုပ်ဖို့ပေါ့နော်ဈာဝင်ပြီးတော့ဆောင်ရွက်ပေးဖို့ဟိုလိုအပ်ကောင်းလိုအပ်လာလိမ့်မယ်